ါရှင့်ဒူကလာဖြစ်တူလန်ချန်နယ်ကနေပြီးတော့ပြန်လည်လှုပ်ချုံဆိုလိုက်ပါရယ်ဒီဗီဒီယိုလေးမှာဆိုရင် TikTok အသုံးပြုသူတွေအတွက်အသုံးဝင်တဲ့ဒီ tip play တွေအကြောင်းကိုပြပေးသားမှာပဲဖြစ်တယ်ဗီဒီယိုလေးမစတင်ခင် channel လေးကို subscribe လုပ်ထားပြီးတော့ notification နေရာလေးမှာ all ဆိုပြီးတော့ထားပေးပါအောင်နော်ကဲဒါဆိုလို့ရှိရင်ဗီဒီယိုလေးစလိုက်ကြမယ်ပထမဦးဆုံးပြပြပေးမယ့်အရာလေးကကြတော့ auto scroll ပါ သူကဘယ်နေရာမှာအသုံးဝင်လဲဆိုရင်တတော်လိုက်ကြည့်ပြီးတော့အပေါ်ဝင်ငွေရှာခြင်းတဲ့သူတွေအတွက်အသုံးဝင်မှာပဲဖြစ်တယ်။ဘယ်လိုမျိုးအသုံးဝင်လဲပြပေးမယ်နော်။ဒီကြည့်နေတဲ့ဒီ screen လေးကို20စက္ကန့်လောက်လေးဖိထားပေးလိုက်။ပြီးရင်ညာဘက်ကိုနည်းနည်းလေးဆွဲလိုက်ပြီးတော့ဒီမှာမြင်နေရတဲ့ auto scroll ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်ဆိုရင်ဗီဒီယိုတစ်ပုတ်ပြီးသွားရတဲ့လက်နဲ့ထိကြမလို့ပဲနဲ့နောက်တစ်ပုတ်ကို ပြောင်းပေးသွားမှာပဲဖြစ်ပါတယ်။ ပိတ်ချင်တယ်ဆိုရင်တော့ဒီညာဘက်ကမြားပုံစံလေးကိုထိပေးလိုက်ရင်ရပြီပဲဖြစ်တယ်။ဒုတိယတစ်ခုပြပြမယ်ဟာကြတော့ဗီဒီယိုတစ်ပုဒ်ကပြချင်တဲ့အရာကို ထောက်ကြည့်ဖို့ကအရင်မြန်နေရဆိုရင် အနည်းကွက်နဲ့ဘလို့ကြည့်မလဲ။ခုနကလိုပဲကြည့်နေတဲ့ screen လေးကို20စက္ကန့်လောက်လေးဖိထားပေးလိုက်။ပြီးရင်ခုနကပြသွားတဲ့ auto scroll ရဲ့ညာဘက်က play fast speed ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ ဒီမှာပါနော်အနည်းကြည့်ချင်တယ်ဆိုရင်0.5နဲ့ကြည့်လို့ရပါတယ်။အမြန်ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ဒီနှစ်ဆပေါ့နော် 2H နဲ့ကြည့်လို့ရတဲ့ဟာလေးလည်းပါပါသေးရဲ့။တတိယတစ်ချက်အနေနဲ့ကကြတော့ကိုစိတ်ဝင်စားနေတဲ့ဗီဒီယိုတစ်ပုဒ်ကိုကြည့်နေတယ်။လက်ကမှားနေမိတာပဲဖြစ်ဖြစ်တစ်ခုခုကြောင့်ကိုကြည့်ရဲ့ဗီဒီယိုကပျောက်သွားတယ်။ပြန်လဲကြည့်ချင်တယ်ဆိုရင်ဒီ TikTok ရဲ့ search bar လေးကနေပြီးတော့ full stop လေးချလိုက်ပြန်ရှာလိုက်ပါဒါဆိုလို့ရှိရင်တော့ဒီအပေါ်ဆုံးမှာ view your what history ဆိုပြီးတော့ပေါ်နေပါလိမ့်မယ် အထင်ကနေပြီးတော့ကြည်လဆဗီဒီယိုတွေကိုဆက်ပြီးတော့ကြည့်လို့ရမှာပဲဖြစ်ပါတယ်။ကဲနောက်ဆုံးတစ်ခုနောက်ဆုံးပဲအိနဲ့လွယ်အနေနဲ့အပြပေးသွင်းမှာဟာလေးကကြတော့ content creator တွေအတွက်အရန်ကိုအသုံးဝင်မဲ့ဟာလေးပါ။ဒီ content creator တွေဆိုလို့ရှိရင်ပေါ့เนาะအခုလက်ရှိ TikTok မှာဗားရီခက်စားနေလဲအဲ့ဒါလေးတွေကိုတီးဖို့အတွက် TikTok ကနေပဲပေါ့เนาะပြန်ပြီးတော့ရှာကြည့်လို့ရပါတယ်ဘယ်လိုရှာမလဲဆိုလို့ရှိရင်ဒီ TikTok search လေးမှာ creator set insight လို့ရိုက်ရှာလိုက်ပါကြည့်ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်เนาะ ပြီးရင်ဒီက view ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဘာတွေခက်စားနေလဲဆိုတာကိုကိုကနေပြီးတော့ကြည့်လို့ရမှာပဲဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ TikTok အသုံးပြုသူတိုင်းသိထားတဲ့ tip လေးတွေနဲ့ပတ်သက်ပြီးတော့အားလုံးပဲသိသွားကြပြီလို့ထင်ပါတယ်။မသိတာလေးတွေထပ်ပြီးတော့သိချင်တာလေးရှိရဆိုလို့ရှိရင်လည်းဒီ YouTube video ရဲ့ comment box ကနေပြီးတော့မှတ်သားလို့ရပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်။နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။